မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာ25ဦးသေပြီး14ဦးကိုလက်ရဖမ်းမိတယ်လက်နက်မျိုးစုံ44လက်သိမ်းဆီးရမိတယ်လို့အမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်မလ9ရက်မှာဝက်လူစခန်းကနေထွက်လာတဲ့တပ်မတရားတိလျောက်ခံအင်အား200ခန့်ပါစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်ကဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဘုံလာကျဲတဲ့အထိတိုက်ပွဲပြင်းထန်တယ်လို့ဆိုပါတယ်။နေမြေရှင်းလင်းတဲ့အခါစစ်သားအလောင်း25လောင်းတွေ့ရပြီးဘုံမှုနဲ့ဘူကြီးအပါဝင်14ဦးကိုလက်ရဖမ်းမိတယ်။87မီလီမီတာ60မီလီမီတာစိမ်ပြောင်းတွေပါဝင်လက်နဲ့မျိုးစုံ44လက်နဲ့ခဲရန်တွေသိမ်းဆီးရမိကြောင်းတပ်ပုံမှတ်တမ်းနဲ့တကွဖော်ပြပါတယ်။ တော်လိုင်းရေးဘက်ကလည်းရဲဘော်နှစ်ဦးကြာဆုံးပါတယ်ဒီစစ်စင်ရေးကိုအမတ်တစ်စစ်ဒေသမြင်းကြံခရိုင်တပ်ရင်း၄နဲ့တပ်ရင်း30နထိုးကြီးမြို့နယ်ပကဖနဲ့ဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းကစုံမြို့နယ်ဂျိုကြီးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကမိုင်းဆွဲတိုက်ခတ်ရာမှာစစ်သား15ဦးသေဆုံးပြီး ထိခိုက်သူလည်းများတယ်လို့ Special Task Force ငဇုံကသတင်းထုတ်ပြန်ပါတယ်မတ်လာဆေရဲ့မနေ့9နိုင်ငံမှာအင်အား90ကန့်ပါအဲ့ဒီစစ်ကြောင်းတောင်လေတော်နဲ့ရွာသားကြီးရွာကြအရောက်မှာပဒေသာမိုင်းနဲ့တိုက်ခိုက်တာလို့ဆိုပါတယ်ဒီစစ်စင်ရေးကို မြင်းကြံခရဲအမှတ်6တရင် တက်ခွဲ3ရဲ့ Special Task Force ငဇုံကဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ် ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းနယ်ဩမတိကျေးရွာဘက်မှာစစ်ကောင်စီတပ်နဲ့တန်းမျိုးသားလူမျိုးတပ်မတော် TNL တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်စစ်ကောင်စီဘက်က drone howitzer လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေပြီး TNL ဘက်ကလည်း drone နဲ့ပြန်လည်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကာကင်းစခန်းငယ်တချို့ကို TNL ဘက်ကလက်လွတ်လက်ရပြီးမြေ တောင်ခန်းကို TNL ကဝိုင်းပတ်ပိတ်ဆို့ထားစေဖြစ်တယ်လို့သိရှိရပါတယ်။ရှမ်းတောင်နဲ့ရှမ်းမြောက်ကြားမှာဘျူဟာရအေးပါတဲ့တောင်ခန်းကြီးရွာမှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်း၄ခုရှိနေပြီးဒီစခန်းတွေကိုသိမ်းပိုက်နိုင်ရေးအတွက်တော်လိုင်းတပ်တွေဘက်ကလာနေချီတိုက်ခိုက်နေတာဖြစ်ပါတယ်။ရခိုင်နဲ့မကွေးဆက်ဆက်ဒေသရှိအမ်ဘဒန်လမ်းပေါ်က နိုင်ရီကန်လေချောင်းရံကာကွယ်ရေးဗျူဟာရဲ့အရေးပါတဲ့ကာကင်းစခန်းဂုံးတွေကိုအရခတ်တက်တော် EE ကသိမ့်ပိုက်လိုက်ပြီလို့နေရင်းစရာကဖော်ပြပါဗျာ။နိုင်ရီကန်အနီးကတောင်ကုန်းတွေနဲ့နိုင်ရီကန်အောက်ဘက်ရှိ လင်းဒဲကြီးရွာကစခန်းတွေကိုအခုရက်ပိုင်းတွင်သိမ့်ပိုက်လိုက်တာလို့ရှေ့တန်းသတင်းတွေကိုကိုးကားဖော်ပြပါဗျာ။ EE ဟာအမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နတ်ပခကိုသိမ်းပိုက်ပြီးတဲ့နောက် ရခိုင်နဲ့မကွေးဆက်ဆက်ဒေသမှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုဇက်တိုက်ရှင်းလင်းနေပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူအပြင်ပခုတ်ကူဘက်ကနေမြေပြင်စစ်ကူအများပြားပို့ပြီးအပြင်းထန်ခုခံနေတယ်လို့သိရှိရပါတယ်အရကတတ်တော် AA ရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာ ရွှေမင်းကန်ရေတက်စခန်းနဲ့သုံးဆောင်ရွာအနီးထိရောက်လာနေပြီဖြစ်ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ Western News ကဖော်ပြပါဗျ။အရင်ရက်ပိုင်းကဝါဘူရွာနဲ့ကင်းဘော်ရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီးအဲဒီကနေစစ်ကောင်စီတပ်တွေတဖြည်းဖြည်းဆုတ်ခွာလာတဲ့အတွက်အခုတော့သုံးဆောင်ရွာဇော်မတက်ရွာချောင်းနွေရွာနဲ့ရွှေမင်းကန်ရေတက်အနီးအထိအေအေတက်တွေရောက်လာပြီလို့ဆိုပါတယ်။ ရွှေမင်းကရေတပ်စခန်းဝန်းကျင်မှာစစ်ကောင်စီဘက်ကစစ်သင်းဘောတွေအင်အားထပ်ဖြည့်ထားသလိုဗျိုင်းပြူရွာနဲ့ဥန်တပင်ရွာဘက်မှာလည်းမြေပြင်တပ်တွေအများအပြားနေရာယူထားတဲ့အတွက်စစ်တွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်စစ်တွေမြို့ဝန်းကျင်ရှိပုံနှကျွန်းပေါက်တော်နဲ့ရသေးတောင်က ကြေးရွာတွေကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်လို့ဖော်ပြထားပါတယ် တနင်္သာရီတိုင်းဒဝယ်မြို့စိတ်ကန်းကနေသရက်ချောင်းမြို့ဆင်းပြူပြင်စိတ်ကန်းဘက်ကိုစုံဆင်းလာတဲ့စစ်ကောင်စီရဲ့စစ်လေတစင်းကိုတော်တိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာဆက်လီမီလောင်ပြီးစစ်သား20ခန့်သေဆုံးနိုင်တယ်လို့ဒဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။မလာဆေရဲ့ည7နိုင်ခန့်မှာအဲ့ဒီဆက်လီဒဝယ်မြစ်ဒဲစုံဆင်းလာစဉ်တိုက်ခိုက်လိုက်တာဖြစ်ပြီး RPG လောင်ချာကြီးထိမှန်လို့ဆက်လီတစ်စင်းလုံးမီးလောင်သွားကြောင်းသိရှိရပါတယ်ဒီစစ်စင်ရေးကိုတဝဲခရံတပ်ပေါင်းစုထဲမှာပါဝင်တဲ့ဒေသခံတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်ခင်ဗျာ